မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်စွန်တက်ကျေးရွာအနီးမှာအာရခတပ်တော် AA နဲ့စစ်ကောင်စီတို့တိုက်ပွဲမှာစစ်ကောင်စီဘက်ကဒုတိယဗိုလ်မှူးကြီးနဲ့ယာယီနီးပြူဟာမှုအပါအဝင်စစ်ကောင်စီတပ်သား18ဦးကို AA ဘက်ကဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမာလ4ရက်နေ့နေ့လယ်12:20မိနစ်အချိန်မှာငဖဲမြို့နယ်စွန်တက်ကျေးရွာအနီးမှာစစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့်နှစ်နာရီကျော်ကြာအောင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေးအေးကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်အဲ့ဒီမကွေးတိုင်းဂုံစီယိုဒေသတိုက်ပွဲများမှာဖေဖော်ဝါရီလ၄ရက်နေ့ည၈နာရီခန့်မှာစစ်ကောင်စီတပ်ဖွဲ့တွေအားလုံးကိုအရခတက်တော်အေအေကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၉၉ခြေလျင်တပ်မဌာနချုပ် အမတ်၉၉နှစ်နီးပြူဟာအဖွဲ့ကအသက်၄၆နှစ်အရွယ်ရှိတဲ့ဒုတိယဘုံမူကြီးကျော်ကျော်တက်နဲ့ယာယီနီးပြူဟာမှုအပါအဝင်၁၈ဦးကိုအရခတက်တော်အေအေကလက်ရဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့လက်နက်ခဲယံစစ်သုံးဆောင်ပစ္စည်းများကိုအရခတက်တော်အေအေကတင်စီရရှိခဲ့ပြီးတော့စကခ၁၈လက်အောက်ခံတပ်များဟာတက်လန့်ပြီးတော့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ အပြက်အလန့်တိုက်ခိုက်မှုအပြီးမှာလက်နက်ခဲယမ်းများစစ်သုံးဆောင်ပစ္စည်းများအလောင်းများနဲ့အတူကြောပုတ်အိတ်အများအပြားကိုလည်းထားခဲ့ပြီးတော့စကခဆက်ခွန်လက်အောက်ခံတပ်များဟာတပ်လန်ကဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကရခိုင်ဒေသထိစပ်နေတဲ့နေရာများမှာအင်အား1500ခန့်ထပ်တိုးပြီးတော့မယမနာထိုးစစ်များကိုဇက်တိုက်ပြုတ်လုလာတဲ့အတွက်ကြောင့်ဘကိုးရခိုင်အဆက်နေရာအချို့မှာတိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့ပေါ်မှာရှိတဲ့ခလာရ73တပ်ရင်းနဲ့14မြို့နယ်မှာရှိတဲ့ခမာရ416တပ်ရင်းကိုရော့ကတ်များနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သား15ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ4ရက်နေ့ည9:45မိနစ်ခန့်မှာ6မြို့မှာရှိတဲ့ တမ88လက်အောက်ခံခလာရ73နဲ့စလီမြို့နယ်မှာရှိတဲ့ခမရ416တပ်ရင်းကိုတော်လိုင်းတပ်ဖွဲ့များက rocket 15လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာခလာရ73တပ်ရင်းကို rocket 9လုံးခမရ416တပ်ရင်းကို ရော့ကတ်ရှစ်လုံးကြရောက်ပောက်ကွဲခဲ့ပြီးတော့အကြမ်းဖက်စစ်သား15ဦးသေဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင်ခလာရ73တိုင်ရဲတဲ့ကိုပေါင်းမြို့နယ်ကနေပြီးတော့ရိတ်ခါပို့ပြီးပြန်လာတဲ့ကာနစီလဲထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။စစ်ခွေးထိခိုက်သေဆုံးမှုစရင်ကတော့အယောက်30ဝန်းကျင်လောက်ရှိတယ်ဗျ။သေဆုံးတာကတော့15ယောက်ကျော်တယ်လို့သိရတယ်။46တိုင်ရဲတဲ့မှာလည်းအင်အား100ဝန်းကျင်ရှိတယ်လို့ပြောတယ်။ခလာရ73တိုင်ရင်ကတော့အင်အားပုံများတဲ့အပြင်စစ်တင်တန်းမှာပေးတယ်ပေါ်တာဆွဲထားတဲ့လူတွေကိုစစ်တင်တန်းပေးပါတယ် စစ်ခွေးသေးတဲ့စီးရင်ကတော့နှစ်ခုစလုံးပေါင်းရင်အဲ့ဒါထက်တောင်ပိုနိုင်သေးတယ်ပြေခတ်မှုဖြစ်ပြီး၃နာရီကျော်မှ၆မြို့ပေါ်နဲ့ ARD မြေကြောင်းတက်လျှောက်မှာကင်းနေထွက်လာပါတယ်အဲ့ဒီအချက်နဲ့တင်အဲထဲမှာဘလောက်တောင်ရုတ်ရုတ်တဲတဲဖြစ်သွားနိုင်လဲဆိုတာကိုသိနိုင်ပါတယ် ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲကော်မရှင်ရုံးတွေရွေးကောက်ပွဲနဲ့တက်ဆိုင်တဲ့နေရာတွေကနေပြီးတော့ဝေးဝေးရှောင်ရှားသွားကြပါရန်နဲ့မရှောင်လို့သွားမိရင်ထိခိုက်မှုတွေရှိလာနိုင်လို့ပါနောက်ပြီးတော့တော်လန်ရေးမှာပူးပေါင်းလှုပ်ဆောင်နေကြတဲ့အဖွဲ့တွေကိုကုညီထောက်ပံ့ပေးဖို့မြစ်တာရက်ခံကြပါတယ်လို့မကွေးတိုင်းပတ်ကဖ drone လက်ရုံတပ်ဖွဲ့ဖြစ်တဲ့သိန်းငတ်နဲ့စိတ်ဖြူတော်လန်ရေးတပ်ဦးအဖွဲ့က Cyrus ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ drone လက်ရုံတပ်ဖွဲ့တင်းဝါ တိန်ငတ်နဲ့စိတ်ဖြူတော်လိုင်းရေးတပ်ဦးနဲ့6တခင်ဖိုးလာကြီးတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာ PDF တပ်ဖွဲ့များအကြိမ်ကြိမ်ခေါ်ယူသတိပေးနေတဲ့ဂျားတွေကနေအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူစောတိမျိုးမင်းသူကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ။ဩဂတ်စ်လ29ရက်နေ့မနက်9နာရီခန့်မှာအုတ်ဖို့မြို့နယ်စင်ကူးရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်သတင်းပေးပြူစောတိမျိုးမင်းသူကိုအင်ပင်လရွာအနီးမှာကာယဝရီခရိုင်တရင်363နှစ်တက်ခွဲငါးကရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတိုက်ဆုံသွားပြီးတော့ဆိုင်ကယ်တစ်စီးကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။သိဆုံးသွားတဲ့မျိုးမင်းသူဟာပြူစောတိတင်တန်းစင်တအုပ်ဖြစ်ပြီးတော့ဒေါ်လာရဲ့တပ်ဖွဲ့များရဲ့လှုပ်ရှားသွားလာမှုများကိုအကြမ်းဖက်စစ်တပ်ထံကိုသတင်းပေးခြင်း ပြည်သူများမြို့ပေါ်ကိုတွားရောက်ရာမှာအကြမ်းဖက်စစ်တပ်ထံကိုဖုံးဆက်သတင်းပေးပြီးတော့ပေါ်တာဆွဲဖမ်းဆီးခိုင်းခြင်းများကိုလှုံ့ဆော်နေတဲ့အတွက်ကြောင့်2024ခုနှစ်17လပိုင်းကလည်းတော်လိုင်းရဲဘော်များကဖမ်းဆီးကအကြမ်းဖက်စစ်ခွေးတပ်နဲ့ပူးပေါင်းခြင်းမပြုလုပ်ရန်သတိပေးပြောဆိုခဲ့တော်လဲစစ်တပ်နဲ့ဆက်လက်ပြီးတော့ပူးပေါင်းနေတဲ့အတွက်ကြောင့် ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။သူ့ကို2024ခုနှစ်တုန်းကကျွန်တော်တို့တွေဖမ်းဆီးပြီးတော့စစ်ခွေးတွေနဲ့ပူးပေါင်းတာတွေမလုပ်ဖို့အကြိမ်ကြိမ်ခေါ်ယူသတိပေးပြီးပြန်လွတ်ပေးမှုပါတယ်။အဲ့ဒီလိုသတိပေးပြီးတဲ့နောက်ပိုင်းမှာဒီကောင်ကပြူစောတိတင်တန်းတွေပါတွေတက်ပြီးတော့လူငယ်တွေကိုပါစစ်တပ်နဲ့ပူးပေါင်းပြီးပေါ်တာဆွဲဖမ်းဆီးရမှာတော်တော်များများကျူးလွန်လာလို့မဖြစ်မနေပြစ်ခတ်တပ်ဖြတ်လိုက်ရတာပါလို့တာဝရီခရန်တိုင်ရင်33ညနဲ့တက်ခွဲ9ကတာဝန်ရှိသူကပြောဆိုထားပါတယ်။ တာယဝရီခရိုင်တရဲ့တုတ်ဆက်သုံးများနဲ့တက်ခွဲ9အနေနဲ့ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်နဲ့၎င်းတို့ရဲ့ထောက်တိုင်များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်အတိအပြေပြောဆိုထားကြောင်းတင်ပြရရှိပါရစေခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်စေအိမ်စုရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ခွေးတွေဘက်က၅ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ29ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှရေပြူမြို့နယ်စေအင်စုကျေးရွာဘက်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့ပက်ကင်းထွက်လာတဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲဟာမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ဘက်က9ဦးသေဆုံးကတော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဟာ point 9 point တက်ဆင်ထားတဲ့ကားနှစ်စီးနဲ့ အင်းအားထမှန်ပြီးတော့ဖြည့်တင်းကစေအိမ်စုကြေးရွာနဲ့တောင်ရင်အင်းကြေးရွာများကိုဝန်ရောက်စီးနင်းနေပြီးတော့နေအိမ်များကိုမိရှုဖြက်စီးကပြည်သူပိုင်ပစ္စည်းများကိုလည်းကားများနဲ့တင်ဆောင်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာတောင်ရင်အင်းကြေးရွာကနေရိတ်ခါဝင်ယူတဲ့ စစ်ပင်းရှောင်ရွာသားနှစ်ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိအချိန်ထိတောင်ရင်အင်ဖားချောင်းစေအိမ်စုခြေရွာများကပြည်သူများဟာစစ်ပင်းတိမ်းရှောင်နေရတယ်လို့သိရပါဗါးအလားတူပဲဩဂတ်စ်လ28ရက်နေ့ကလည်းရေပြည်မြို့နယ်စေအိမ်စုခြေရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကစစ်ခွေး34ဦးတိတ်ဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ၂ရက်နေ့မှာပလဲမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးများကိုလက်နက်ကြီး60မမ80မမများလက်နက်ငယ်များနဲ့တော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခတ်မှုအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်မှုရှိပြီးတော့အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမ ရှိပဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စိတ်ခွေးစစ်ကြောင်းဟာ တော်လိုင်းတပ်ဖွဲ့များခုခံတိုက်ခိုက်မှုကြောင့်ရွှေကိုဆက်မတိုးနိုင်တော့ဘဲပလဲမျိုးဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Black Rogue Fighter အဖွဲ့နဲ့မဲမောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အမေသားပြောက်ကြားတပ်ဖွဲ့အခြားသောမဟာမိတ်တပ်ဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အချမ်းမဆစ်ခွေးတာဟာစက်တမလ၄ရက်နေ့ကလည်းပလဲမျိုးတနယ်ချေးရွာကိုလေးချောင်းကနေပြီးတော့ပေါင်900ဘုံဒီတလုံးကျဲချတိုက်ခတ်ခဲ့ခြင်းကြောင့်နေအိမ်တလုံးမိလောင်ကအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တေဆုံးခဲ့ရကြောင်းသတင်းရရှိပါရခင်ဗျာ သတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အခုညီတောင်းကျန်တာလေးကတော့နေ့စဉ်နဲ့အများ update ဖြစ်နေတဲ့သတင်းများကိုအဆင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ နေ့စဉ်နဲ့အမျှအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းကဏီမြို့နယ်မှာအချမ်းဖတ်စစ်ခွေးတပ်ကချောင်းမရွာကိုမီးရှို့စစ်ကြောင်းထိုးနေတဲ့အတွက်ထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလကစတင်ပြီးတော့ရင်းမာပင်မြို့နယ်ဗန်မွေးပြူစောတိရွာကနေထွက်လာတဲ့အချမ်းဖတ်စစ်ခွေးတပ်ဟာကဏီမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ခြေရွာများကိုမီးရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာစက်တင်ဘာလ၄ရက်နေ့ည၈:၅၀မိနစ်ခန့်မှာကဏီမြို့နယ်ချောင်းမရွာကိုဝင်ရောက်စီးနင်းပြီး ီးတော့ပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ကြောင်းကြောင့်လက်ရှိအချိန်မှာ မုံရွာယာကြီးကလေးဝကားလမ်းပိုင်းနဲ့ချောင်းမကနေလမ်းပိုင်းမှာရှိတဲ့ကျေးရွာများကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါတယ်။ကဏီမြို့နယ်မှာမြေပြင်စစ်ခွေးစစ်ကြောင်းလည်းရှိတယ်လို့လေကြောင်းနယ်လည်းဘုံကျဲနေလို့ပြည်သူတွေခမရဘေးလို့ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်စစ်ခွေးစစ်ကြောင်းကလည်းကဏီမြို့နယ်ချောင်းမရွာကိုရောက်ရှိလာပြီးတော့နေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ် လေကြောင်းကနေလဲနေတိုင်းလိုလိုဘုံကျဲတက်ခိုက်နေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲစက်တမ်ဘာလ3ရက်နေ့ကလည်းအကြမ်းဖက်စစ်ခွေးတပ်ကကဏီမြို့နယ်တမင်ချန်ကြီးရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်သိမ်းဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်ဆက်အာနာရှင်ဆက်နေဇိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ